ရည်ရပိုင်းတွေ့ရတဲ့မီဒီယာတွေမှာတရုတ်အကြောင်းကမပါမဖြစ်ရေးနေကြတာတွေ့ရတယ်။ငင်းချင်းရေးတိစောက်ချိန်မှာမလိုလားအတားတွေဖြစ်မှာဆိုလို့ကုမင်းဆွေးနွေးပွဲကလေးကနှစ်ဖက်သတင်းထုတ်ပြန်မှုတွေကိုတရားဝင်ချမပြတာကိုကြည့်ရင်ဒီလုပ်ငန်းစဉ်ရဲ့လေးနက်မှုကဘလောက်ရှိတယ်လဲဆိုတာသိနိုင်တယ်။လာရှိမျိုးပေါ်ကိုတက်တွေခြေချချိန်ထိဘလို့အပေးအယူတွေရှိခဲ့ကြတယ်လဲဆိုတာဘယ်ဘက်ကမှတရားဝင်ချမပြခဲ့ကြဘူး အကောင်းဘက်ကကြည့်ရင်တော့ဘူကျုံစော်မင်းထွန်းပြောသလိုငင်းချင်းရေးလုပ်ငန်းစဉ်ဆွေးနွေးမှုတွေ အောင်မြင်မှုရှိလို့သာအရေးရှိနေတာလို့သုံးသပ်ရမယ်။တေချာတာကတော့ဆွေးနွေးမှုမအောင်မြင်ရင်အတန်တစ်ခုခုထွက်လာမှာပဲကြည့်ရသလောက်တော့အဆင်ပြေနေဟန်ရှိတာတွေ့ရတယ်။ဒီလိုအထိခိုက်မခံတဲ့ကြာကာလအကူအပြောင်းတွေမှာဘယ်ဘက်ကမှပူပူတာတာမပြောမိအောင်တတိထားဖို့လိုအပ်တယ်လို့မြင်မိတယ်။1029ရှမ်းမြောက်ကျူးကျော်စစ်ရဲ့နောက်ခံသမိုင်းကြောင်းတွေကိုမမေ့ထားသလို လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခင်းအကျင်းကိုလည်းမျက်ခြေမပြတ်စောင့်ကြည့်ဖို့ပဲရှိနေလိမ့်မယ်။ဒါကတရုတ်နဲ့ကိုကန့်အပေါ်မှာချက်ချင်းမုန်းခြင်းကိုအခြေမခံပဲကြားနေပြီးသူလူတို့အတွက်အသင့်လျော်ဆုံးဆိုတဲ့အခြေအနေတစ်ခုရဲ့ရှူထောင့်ဘက်ကသာတွေးပေးနေခြင်းဖြစ်တယ်။တချို့ကလာရှိဟာတိုက်မယူပဲရတာဖြစ်လို့မကျေနပ်ကြဘူးလို့ဆိုကြတယ်။ဒီနေရာမှာမေးစရာရှိတာက ခမရတို့စိတ်အားသာပြေဖို့အတွက်ဒီမျိုးတွေထက်ကြေပေးဖို့လိုသလားစစ်သားတွေထက်တည်ပေးဖို့လိုအပ်လားလို့ပဲပြန်မေးရမယ်။လားရှိနဲ့ပတ်သက်ပြီးမြမလွတ်လပ်ရေးဖြစ်စဉ်ကိုပြန်အောင်းမိမိတဲ့အင်္ဂလိပ်တွေစီကမြမပြည်လွတ်လပ်ရေးရတော့ နှစ်ပေါင်းတရသူကျမခံပဲပြန်တိုက်ခဲ့ကြတဲ့သမိုင်းဖြစ်စဉ်တွေကိုလစ်လျူရှုပြီးဆွေးနွေးပွဲကိုအခြေခံတာမို့လို့ရွှေရည်စိန်လွတ်လပ်ရေးဆိုပြီးတမုတ်ခဲ့ကြဘူးတဲ့တကယ်တော့အကျိုးမရှိတဲ့စစ်ပွဲတွေဖန်တီးနေကြတာတွေကိုရက်တန့်တင်ပါပြီးဒီနေရာမှာအိုးအိမ်ပစ်ပြီးပြေးရတဲ့ပြည်သူတွေရဲ့ဘဝတွေကိုစာနာထောက်ထားတင်ပါပြီးနိုင်ငံရေးလိုလားချက်တွေကိုဂုံတိတ်ခါရှိရှိနှိမ့်နေနိုင်ကြရင်ကြားပြည်သူတွေမြေစာပင်မဖြစ်တော့ဘူးပေါ့ အမုန်းတရားတွေကြီးထွားမလာနိုင်ဘူးပေါ့ဒီလိုပဲရိုးရိုးသားသားမြင်မိတယ်